ရှစ်သုံးနှစ်အတွင်းမြန်မာစီးပွားရေးတိုးတက်မှုနှုန်းဟာတစ်နှစ်ကိုပြန့်မြတ်ခုနှစ်တသမတ၁ရာခိုင်နှုန်းရှိလာမယ်လို့ကမ္ဘာ့ဘဏ္ဍာခံမှန်းပြောဆိုထားပါတယ်။ကမ္ဘာ့ဘဏ်ရဲ့2016ဆက်ကွန်ဘဏ္ဍာနဲ့မြန်မာစီးပွားရေးတိုးတက်မှုခံမှန်းချက်ဟာငွေခံမှန်းထားချက်ခုနှစ်တသမတ၃ရာခိုင်နှုန်းကနေစီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်နှိမ့်ကွင်းမှုတွေကြောင့်၆တသမ၅ရာခိုင်နှုန်းကိုအပြော့လာခဲ့တယ်လို့ကမ္ဘာ့ဘဏ္ဍာဆိုပါတယ်။ဝေချေးဖောင်းပွားမှုဖိအားကိုကြည့်ရင်2015-16ဘဏ္ဍာနှစ်ထက်တက်တာလာပြီးအခုဘဏ္ဍာနှစ်မှာငွေချေးဖောင်းပွားမှုဖိအားဟာ၈တသမ၉ရာခိုင်နှုန်းပြန့်မြောက်လောက်ရှိမယ်လို့ကမ္ဘာ့ဘဏ္ဍာကထုတ်ပြန်ထားပါတယ်။ နိုင်ငံရဲ့စီးပွားရေးကဏ္ဍအတွက်ပို့ကုန်ကြဆင်းခြင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာထင်သလောက်ဖြစ်ပေါ်လာခြင်းမရှိတာတွေကလည်းတိုးတက်မှုအတွက်ဖိအားတွေတိုးပွားလာစေတယ်လို့ကမ္ဘာ့ဘဏ်ကအမှတ်ချက်ပြုထားပါတယ်။နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုနှုန်းအရရှေ့အလားအလာမှာအကောင်းဘက်မှာဥတည်နေပေမဲ့တည်ငြိမ်အောင်ထိန်းထားနိုင်မှုအနေအရတွေကလည်းရှိနေတယ်ဆိုပြီးကမ္ဘာ့ဘဏ်ရဲ့နောက်ဆုံးထုတ်ပြန်ထားတဲ့မြန်မာစီးပွားရေးစောက်ကြည့်အစီရင်ခံစာမှာဖော်ပြထားပါတယ်။ထုတ်လုပ်မှုနှိပ်ပါခြင်း၊ရှင်ပြိုင်နယ်စွမ်းအမြင့်မားတဲ့ကမ္ဘာ့ဈေးကွက်နဲ့ရှင်ပြိုင်နေရခြင်း ထုတ်လုပ်နိုင်တဲ့ကုန်စည်အမဲမျိုးစားမဆောင်ရင်ချင်းတဘာဝဘေးရန်တွေရဲ့ကြက်ရောက်လွယ်ခြင်းနဲ့သွင်းကုန်ကုန်စည်ဈေးနှုန်းမြင့်တက်ခြင်းစတာတွေဟာမြန်မာစီးပွားရေးအတွက်အနေရအချို့ဖြစ်တယ်လို့ကမ္ဘာဘဏ်ကပြောဆိုထားပါတယ်။ကမ္ဘာဘဏ်ရဲ့မြန်မာစီးပွားရေးကဏ္ဍအကြံပြုချက်မှာဆိုရင်အစိုးရအနေနဲ့စီးပွားရေးပန်းနိုင်တဲ့ခုကိုချမှတ်ပြီးစီးပွားရေးမူဝါဒတွေကိုပြည်သူတွေယုံကြည်မှုရရှိအောင်ရှင်းရှင်းလင်းလင်းအသိပေးရမှာဖြစ်ပြီးယင်းနည်းမျိုးနံသူတို့ယုံကြည်မှုတည်တံ့ခံရအောင်ကာလာတို့စီးပွားရေးမူဝါဒနဲ့အခြေအနေတွေကိုပုံမှန်ရှင်းလင်းတင်ပြဖို့လိုအပ်တယ်ဆိုပြီးလည်းတွေ့ရပါတယ်။